နေကြတာမပမိုးဝေသူပေးလာဦးလေငါတို့မသူပေးလာဦးလေငါတို့မဒီတော့ရကြတော့နေကြလားအဲ့ငါတို့မပမိုးဝေလေဒီပဲကြတော့နေကြလေ မေးကြသားညီညွရေးဆိုရတညာရေးဝန်ကြီးဌာန1389ခုနှစ်အစုံလားပြေကျော်နှစ်ရက်နေ့2025ခုမေလ13ရက်အမိန်ပြန်မှတ်တမ်းစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်ဦးလိန်နင်းကျေးရွာပြည်သူအခြေပြုစာသင်ကျောင်းမှဆရာမဒေါ်ပန်းမိုးမိုးဝေသည်2025ခုမေလ12ရက် 9နာရီ34မိနစ်အချိန်တွင်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်မတရားတေဆုံးခဲ့ရပါသည်။ဆာမဒေါ်ပန်းမိုးမိုးဝေသည်ဂျားကာလပညာရေးအတွက်စွမ်းစွမ်းတမန်တာဝန်ထမ်းဆောင် နေသူဖြစ်သောကြောင့်ဩရိတ်နင်းချေရွာပြည်သူခြေပြုစာတင်ကြောင်းအနေနှင့်ကျန်ရစ်သူမိသားစုများနှင့်တတ်တူလွန်စွာကြေကွဲဝမ်းနည်းရပါသည်။ ဂျာမဒေါ်ပန်းမိုးမိုးဝေတင်းဒီ2025ခုနှစ်မေလ12ရက်နေ့မှစ၍တပင်းမျိုးနယ်ဥရိန်နင်းကြီးရွာပြည်သူခြေပြုစာသင်ကျောင်းနှင့်လုံဝလုံဝမသက်ဆိုင်တော်ကြောင့်တင်းသွားလိုရာတို့သွားနိုင်မည်ဖြစ်ကြောင်းအမိတ်ထုတ်ပြန်လိုက်သည် R1 equal 1 meter R2 equal to S equal to 257.25 meter အဲ့လိုတင်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာစာတင်နဲ့ကျမတို့မှာဖာဖြစ်စီဟောကြလာတဲ့ဘုံစံဟောဘာမှတွေးခွက်အပေါ်ကအမိုးကိုလေးကြည့်လိုက်ဘလို့ဆုတ်ပြတ်တက်သွားတယ်ဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့ တွေးစွန်းနေတဲ့ကွန်ပါဘူးလေးတွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုံးပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာမှန်လိုက်လေသွေးစီချောင်းတက်ရှောင်းနေဒီနောက်မှာကရင်ခရိုင်နဲ့ကလေးလေးကသွားနေဟောဒီမှာလည်းကြည့်ဦးအပေါ့ဟိုဘက်အခန်းကဖြစ်စီဆုံးဆုံးနေ ပို့ပြီးတော့ပလာစာဥကလေးတွေပုံနှိပ်စာဥလေးတွေတတ္တမလည်းအတင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလဲကွန်ပါဘူးဒီမှာပါဒီမှာကစီးခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခန်းကလေးကျမနောက်တခန်းကိုတူးသွားကြည့်ဒီမှာလဲသွေးခွက်ပါ ိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလည်းအကုန်ပွန့်ထွက်ပါဒီလိုလိုအသက်ဖြတ်ခံရတဲ့ထဲမှာဒီအဆိုးရွားလေးကိစ္စတော့ဒါဒီကောင်ကအဲတိုက်တဲ့ဟာတော့အဆိုးဆုံးဖြစ်တယ်ပေါ့နော်။ဟိုအဲ့ဒီမှာလည်းကြာဟိုလူကောင် အတိတ်တဲ့နေရာမှာလေတော့တခါတလေကြာရင်တော့ဒီ PDF ကိုရှုလို့လေဘာလို့လာလို့ဆိုတော့အကြောင်းပြချက်တူပေါ့ဗျာဟိုတို့ဟိုဟိုစစ်စင်ရုံးမျိုးလောက်တာလေရှိတယ်ဒါပေမဲ့ဟိုနားတော့ဖြစ်ဖြစ်နေရာတော့ဒီစစ်ရှောင်းနေနေရာတွေနောက်တစ်ခါဒီကြတာ PDF ရှိတဲ့နေရာတွေဟိုဒီရစရှိရှိနဲ့ဟိုထိုးစစ်စင်တိုက်ခိုက်နေတာမျိုးတွေ့ရတာပါပဲပန်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြအခုကတော့မဟုတ်ဘူးဘုံခံနေငါတို့ကြောင်း ဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အိုးထိန်ဖင်းချေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲက အနည်းဆုံး10ယောက်တည်ဆုံးဆရာဆရာမဥရဲ့လည်း2ယောက်တည်ဆုံးသွားတယ်ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးအများကြီးပဲစာတင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုလေရရှိတာအချင်းကြီးတက်ကလူရပဲဖြစ်ဖြစ်ပေါ့ဗျာနောက်ဆုံးမျိုးလက်မှတ်ကြီးပြတဲ့သူပါပဲဖြစ်ဖြစ်နော်သူတို့ပြစ်ခတ်လိုက်တာတွေကလူတွေကိုဘယ်လိုထိသွားလဲနော်ဘယ်နေရာတွေကိုကျသွားလဲဆိုတော့တိတ်ဟိုပေါ့ဗျာ virtualize မဖြစ်ဘူးပေါ့ဗျာမျက်စိနဲ့တက်နေမမြင်အောင် နော်ဒီလေးရင်ဆိုတဲ့ဟာတွေကဒီသူတို့ကျဲလိုက်တဲ့နေရာတွေဘယ်နေရာတွေကိုထိတယ်ဆိုတဲ့ဟာမျိုးကိုသူတို့တိတိကျကျမြင်ရတယ်နောက်ကသူတို့ပြတ်မှတ်ထိတာမထိတာဆိုဝဲကြည့်ရမျိုးတွေလည်းရှိတယ်ပေါ့ဗျာပြန်ပြီးတပတ်လည်ပြီးကြည့်တာမျိုးအဲ့တော့အဲ့ဒီလေးရင်မှုတွေဒီဒါအခုချိန်ကြီးနော်ဟိုနောင်နှမ်းမရပဲနဲ့နော်ဒီလူတို့ကိုဟလာဒီဟိုဒါရိုက်ထိကြိုက်စီတဲ့နော်လူတို့ကိုတတ်ဖြတ်တဲ့အလုပ်တွေလုပ်တာတော့ဒါအင်းပဲဟိုစိတ်ကောင်းကြ လေကောင်းတယ်လို့ဟိုတစ်ဖက်ကလည်းဒီလူတွေရဲ့ဟိုရက်တီနေတဲ့ပုံစံတန်းပေါ့ဗျာနောက်ထပ်ဒီလူတွေရဲ့ခံယူချက်ပေါ့နော်ဒီလူတွေရဲ့လူသားဆန်မှုပုံမှာလည်းကျွန်တော်တို့တော်တော်ဟိုအံ့ဩရပါတယ်တွေးဆနေတဲ့ဖက်နတ်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကုန်လေးရယ်ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကလားစကိုင်းငလျင်ပေးကြ ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာ။ရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအများဝင်ပြီးတော့ပြေးလာခဲ့တာ။စစ်ကောင်စီဘက်ကပြောတယ်ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူး။လုံးဝကလေးသူငယ်တိတ်တ်စာတင်နေတဲ့နေရာဖြစ်ပါလေ။စီရင်းနဲ့ဘာမှမဆိုင်တဲ့နေရာတွေမှာလူတောင်းသုံးပြီးတိုက်တာပေါ့ဗျာနော်လူတိုက်တဲ့နေရာမှာလေးသူကဒီဒဲလီရင်းလေးနော်နောက်ကကျွန်တော်တို့ဒီ husky တွေ နော်ပြရရင်မဟုတ်ခဲ့တာနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီဟလာဟိုကုန်ကြီးလေးလိုအမျိုးကိုတို့ပုံစံတိုင်းပြောင်းပြီးတော့ဟိုဟိုပေါ့နော်ဟိုတုံးတာမျိုးရှိအဲ့တော့တစ်ဖက်ကကျွန်တော်တို့ကအဲ့လိုမျိုးကြီးမတွေ့တဲ့အခါကျဟာတို့ကလေးရင်မရှိတော့လို့လားလေးရင်ကြီးမရှိတော့လို့လားဆိုတာမျိုးပဲသူကဟိုအန်ရကင်းကင်းပြစ်လို့ရတဲ့ပြစ်မှတ်တွေကိုသူကဘုံတမ်းများကျဲလို့ရအောင်လုပ်ပြီးကျွန်တော်တို့နောက်ဆုံးတွေ့ရတာအဲ့တော့အဲ့ဒီဟာမျိုးကြီးကဘယ်နေရာကြီးတုံးလဲဆိုတော့နော်ကျွန်တော်တို့ဟိုဒီဒီဆစ်ဆောင်စကန်လေး နော်စစ်ဆောင်စခန်းတွေနော်ကျွန်တော်တို့ဒီနောက်ခါဟလာဟိုနောက်တဲနေရာတွေပေါ့ဗျာနော်နောက်တဲနေရာတွေဟိုနောက်တဲနေရာတွေဆိုကျွန်တော်တို့စစ်နဲ့ဘာမှမပတ်သက်တဲ့နေရာတွေပေါ့ဗျာနောက်ခါစေးရုံကြီးနော်စာတင်ကြောင်းတွေဒါဟိုတလောကဆိုပေဒါစေးရုံကြီးအများကြီးတို့တို့ဟိုဘုံကျဲဘူးကျူသားတာတွေကျွန်တော်တို့ပြရတယ်နော်နောက်ခါစာတင်ကြောင်းတွေနောက်ခါဒီဒီဟိုရုံရုံတွေပေါ့ဗျာနော်ရုံတွေတို့တို့ထင်ရတဲ့နေရာတွေကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအမျိုးတွေအာဃာတတွေ ဝင်မလာအောင်လို့ကျမတို့ကတုံ့တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေနှလုံးသားထဲမှာပေါ့အုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီလက်ဆံမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးတွေစိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်နိုင်ငံတကာကကိုယ်ညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပေမဘလောက်ထိဆုံရှုံမှအတန်ထွက်ပြီးပြောပြကြမှာလဲ ားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါကဘာမှာဗျာထားပါတော့ကျွန်တော်ကနှစ်ချင်းချင်းနိုင်ပြီနော်ဟိုလူသားပေါ်ပြည်တဲ့နိုင်ငံတွေနဲ့နော်ဒီလူသားဖြစ်တဲ့မျိုးကိုဒီလိုစိုက်တဲ့နိုင်ငံတွေလို့အဲနှစ်ချင်းစဉ်းစားလိုက်ကျွန်တော်တို့ဒီပေးသူငွေကံပေးအပါဝင်ကံပေးနေပြီကျွန်တော်တို့ကဒီလူသားဖြစ်တဲ့ဟုပေါ်မှာတန်လို့ထားတဲ့နိုင်ငံတွေရပဲနိုင်ငံပါဗျာနော်တန်လို့မထားနိုင်တဲ့နိုင်ငံတွေကဒါမျိုးကြီးနိုင်ငံမှာမဟုတ် ီစစ်တပ်ရဲ့ဟိုဟိုဟိုဒီတန်တမန်ကြီးအပိုင်းပိုင်းကဒီအုပ်စုတွေနဲ့ပဲပုံများနေတာကျွန်တော်တို့တွေ့ရတယ်နော်နောက်တစ်ခါဒီဒီစစ်တပ်ရနေတဲ့လက်နက်တွေနော်လေရင်စီတွေနော်နောက်တစ်ခါကျွန်တော်တို့ဒီ KM ကြောက်တွေပေါ့ဗျာနောက်တစ်ခါဒီစစ်ရေးနည်းပညာတွေကတော့ဒီလိုနိုင်ငံတွေကပဲစီးဆင်းတယ်စီးဆင်းတယ်တော့ကျွန်တော်တို့ကအခုတော့ပြောရဲကျွန်တော်တို့ရဲ့ဒီနိုင်ငံတကာကိုတွားတဲ့ campaign တွေ advocacy တွေကျွန်တော်တို့ကတစ်ချမ်းလေးအောင်မြင်ပြီးတော့အခုနိုင်ငံတွေမျိုးကကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူး ဟိုဟိုအောင်မြင်ဘူးပေါ့လေအခုချိန်ဒီမအောင်မြင်ဘူးအဲ့တော့ဒါဟို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 ကျွန်တော်ကတော့ခုနပြောတဲ့ဒီကျွန်တော်ရဲ့နိုင်ငံက campaign ကိုထိရောက်မှုရှိတာဆိုကျွန်တော်တို့တချမ်းထိရောက်တယ်ပေါ့ဗျာနော်တချမ်းကတော့မထိရောက်ဘူးအဲ့တော့မထိရောက်တဲ့အချမ်းကစစ်တပ်နဲ့ဟိုဟိုဟိုအင်ဒန်လုံထွေးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာတွေ့ရတယ်ပေါ့ဗျာအဲ့တော့စစ်တပ်ကဟိုလုံးလုံးကျေသူတို့မိုက်ချင်တယ်မိုက်နေတယ်လို့ပြောလို့ရတာဒီတော့ဟိုတိုက်တဲ့ရက်တီပြတာပေါ့ဗျာနော်အဲ့တော့ဟိုလေးမြေလုံးကတော့ကျွန်တော်တို့ဒါမထောင်း 27အာဒီ9နာရီပိုင်းလောက်ကနေစပြီးတော့နောက်ပိုင်းကဒီတက်ခရင်ကအဆက်မရှိတော့ဘူး။ဟိုဟိုလူပိုင်းလူလူဒီကဟိုလူလူနဲ့တိုက်ခိုက်နေတာမျိုးရှိတယ်လေ။